ဟယ်လိုအားလုံးမင်္ဂလာပါ။အာညချမပေါ့နော်။ပြီးရင်လွတ်ပြပေးသွားမှာက collective ဖြစ်တယ်။ collective ကတော့ဟိုအရင်တော့လိုမျိုးလေးကတ်တယ်သေချာကြည့်ရလို့ရမှာမဟုတ်ဘူး။ကျမ audience လေးတွေက။ဘာလို့လဲဆိုတော့အမ်ဘယ်လိုပြောမလဲကျမလိုလိုထောင်ပြရမယ်ပေါ့နော်။ဘာလို့လဲကျမဒီနေ့အဲ့လိုမျိုးပဲ setting လို့လို့မရဘူးပေါ့နော်။ setting လို့မရထိုင်ကုန်နေရာမရှိဘူး။ထိုင်ကုန်နေရာမရှိဘူးပေါ့နော်။အဲ့လိုမျိုးတော့ပြဿနာရှိတယ်။ဆိုတော့ ခုနခုနမနက်က live ထွက်ထားတာရှိရဲ့ဒါလည်းဆိုတော့အဲကျွန်မညီမလေးဒီဘက်မှာဆောင်းဘွက်လာပြလာဆောင်းပေးရတော့သူ့ကို၃နိုင်လောက်ကျွန်မအချိန်ကြာမှာဆိုဒီမှာပဲတခါတယ် view ရလိုက်တာပေါ့နော်အချိန်ကြာတဲ့အချိန်မှာအချိန်အချိန်ကိုသုံးချလိုက်တယ်ဆိုတော့ဒီညမှာဘာမှမရှိရဲ့အတွက်ကြောင့်မို့လို့ဒီလိုလေးပဲဒါလေးကိုဒီ setting လေးကိုပဲတိခံပြီးတော့ကြည့်ပေးကြပါနော်ကျွန်မအဲ့လိုပြောပြရစီအဲ့ဒါလေးဝတ်တာဟာစားလေးရောနေစကတ်တို့ဖြစ်နေโอเคဟုတ်ပြီကဲကျွန်မစပါမယ်နော် ဖြည့်ရင်းကြည့်ကြမယ်။အအကန်နေပါတယ်ရောက်တိတ်တော့ဒီဘက်မှာတော့စုညံတာတော့မရှိပါဘူး။နော်။ဆိုတော့ဒီမှာတော့ဆက်မယ်နော်ဗီဒီယိုကောင်းစင်နေတယ်ဗျာ။ပန်းတက်ပြတဲ့အကြောင်းလွမ်းနေ energy ကတ်ချက်မကိုက်ဘူး။ဆိုတော့ကျမအရင်ဆုံး energy စစ်ပေးမယ်နော်ကျမ။ဒီရင် energy စစ်ပေးမယ်ဒီတော့ ့ရှိ collective layer energy အဟေးဘယ်တော့ဝင်ကြရဲပေါ့နော်โอเคဒီ Empress โอเค feminine energy အရင်အကောင်းနေနေမယ်လက်ရှိလာကြည့်ရတဲ့လူတွေပေါ့နော် နဲ့အရင်နေရောင်ရည်ဖြစ်မင်းကလေးဖြစ်ဖြစ်နော်။မင်းရောင်ရည်ဖြစ်မင်းကလေးဖြစ်ဖြစ် family energy အားကောင်းနေတာကိုကျွန်မတွေ့ရတယ်။ဟမ်ဆိုတော့ nine of cup ရပါတယ်ဒါပဲ။အရင်ကို represent စပိုင်းဖြစ်လိမ့်မယ်ပေါ့နော်ကျွန်မ။တရဗီရရှိမှာ။ကဲစသမယ်ကနလူဝီလာလို့ကျွန်မအတန်းလာလို့ပြည်တယ်နော်။လက်ရှိဒီကျွန်မရဲ့ပေါ့နော် collective တမားလေးတွေ energy ကအောင်းနေတယ်။ အကောင်းနေတယ်အခုချိန်မှာကိုကပေါ့နော်အရန်ဖက်ရှင်ဖြစ်နေလိမ့်မယ်အရန်တက်ကြွနေလိမ့်မယ်တက်ကြွနေလိမ့်ပြီးကြတော့ Empress Energy မျိုးလည်းရှိရယ်ကိုကလေအာ generosity လည်းရှိရယ်ပြီးတော့ခါကျတော့ကိုရဲ့ energy က high level of high level ဖြစ်နေလိမ့်မယ်ကျမအဲ့လိုမြင်နေကောင်းပါတယ်ကျမရဲ့ soul sister လေးတွေအခုလိုမျိုး energy ကောင်းနေတာကောင်းပါတယ်9တော့ခပ်ကိုရဲ့ဆန္ဒတွေလည်းပြေဝနေလိမ့်မယ်လို့ကျမမြင်ရပါတယ်နော်ဒီလို energy လေးပါဒီလို energy ဟုတ်တယ်ဆိုရင်တော့ဖြင့်အဲကျမတို့တွေ green လေးဆက်သွားကြမယ်နော် พายปลามเลย โอ้ฟูรอครับไหนเนาะนดอกวันโอเค โอเคไหนเนาะมมาเบียงกับยาไหมเนาะกระดิบยาไหมเนาะ ကိုယ့်အတွက် justice တွေရောက်လာဖို့ရှိရဲ့နော်ကိုယ့်အတွက်လွယ်လွဲချော်သွားတဲ့အရာတွေကိုယ့်အတွက်ပေါ့နော်လွဲချော်ခဲ့တဲ့ဟောဟွာတွေအာကိုယ့်အတွက် miss opportunity ဖြစ်ခဲ့တဲ့အရာတွေဟာအဲအရာလေးတစ်ခုကိုယ့်ဘူးစီမှာပြန်ဝင်လာဖို့ရှိရဲ့ဒါဟာကိုယ့်အတွက်မဟုတ်လို့ဒါကိုယ့်အတွက် justice justice ပြန်ရတယ်မကြပါမှာကိုယ့်ဘဝမှာပေါ့နော်ကိုယ့်အတွက်ဒါတရားညှတမှုတရားရှိပါလိမ့်မယ်ကျွန်မလို့တွေ့ပါတယ်ဟဲ့နော်ရမ်းမြတ်တမှုပြန်ရရှိနေတယ်ကျွန်မအဲ့လိုလေဒီမ နော်ဆိုတော့ဘဝမှာလွဲချော်ခဲ့တဲ့အရာတွေမကြခင်မှာဘဝတွေကိုပြန်ရောက်လာလိမ့်မယ်နော်ဆိုတော့လှုပ်ရှားရှိရကိုလှုပ်ရှားရှိရလုပ်နေပါကိုကကိုအဲ့လေဟောဘာလို့လဲနည်းထုတ်လိုက်မယ်အဲ့ဒါမှကျမနည်းဟန်ရတတ်တာပါမှာโอเคအဲ့နော်ဆက်ပါမယ်နော်โอเคကိုလွဲချော်ခဲ့တဲ့အရာတွေလွဲချော်ခဲ့တဲ့ဆိုတဲ့နေရာမှာလူလဲဖြစ်နိုင်တယ်အာလုံးကင်နဲ့ပတ်သက်ပြီးတော့လည်းဖြစ်နိုင်တယ်ပတ်သက်ပြီးတော့မှလွဲချော်ခဲ့တဲ့အရာတွေရှိရဆိုရင်ကိုအဲ့အတွက် ပြန်ပြီးရောက်လာကလေးမဒါဘာဖြစ်လဲဆိုတော့ justice ဖြစ်လို့မလို့ပြန်ရောက်လာတာမျိုးကျွန်မတွေ့ရပါတယ်เนาะကိုတ justice တွေလာပြီးတော့မယ်ပေါ့เนาะကျွန်မလိုလေးတွေ့ရတယ်ဆို sorry ပါကျွန်မရဲ့ online လေးတွေကလည်းမကြည့်ရအောင်လူပုံလည်းမကြည့်ရအောင်เนาะအဲ့လိုဖြစ်နေဘာမှမမြင်ရအောင်ဖြစ်နေเนาะစိတ်ညစ်တဲ့ငါလဲမလုပ်ရမှတော့မသိအဆင်ပြေရလားမသိကျွန်မဒီမှာတွေ့လားဘလို့တာပြောရဲဆို follow app and night or once เนาะ follow ခဏ night or once တဲ့ဒါကြောင့်မလို့ ကိုကျွေးချော်ခဲ့တဲ့အရာတွေပြန်ဝင်လာဖို့ရှိရယ်အဲအေးစေးကိုနားနေတဲ့အချိန်မှာပြန်ဝင်လာတာမျိုးပေါ့နော်ကိုအနားယူနေတဲ့အချိန်မှာပြန်ဝင်လာတာမျိုးဖြစ်တယ်နော်ဒီမှာ four of pentacle and is of pentacle နော် okay ဆိုတော့အဲကိုအတွက်မို့လို့နော်ကိုအတွက်မို့လို့အဲကိုဒီတစ်ခေါက်တော့နောက်တစ်ခေါက်ပါလဲဆိုပြောရမယ်ဆိုရင်ကိုလွဲချော်ခဲ့တဲ့အရာပြည့်တယ်ကြောင့်ဒီတစ်ခေါက်တော့အလွဲမခံနဲ့တော့နော်ဒီတစ်ခါအလွဲမခံနဲ့တော့ဒီ opportunity ကိုအမေးအရာ ဆုတ်ကင်လိုက်ပါလို့ကိုယ်ကပြနေရမျိုးကျမမြင်ရတယ်เนาะဆိုတော့ကိုတခါလွဲချော်ပြီးသွားပြီအခွင့်အရေးတခါလွဲပြီးသွားပြီနောက်တစ်ခါထပ်ပြီးတော့အလွဲမခံနေတော့ဒီတစ်ခေါက်ရတဲ့အခွင့်အရေးကိုအမိရဆုတ်ကင်လိုက်တော့လို့ကိုယ်ကပြနေရမျိုးတွေ့ရတယ်ပေါ့เนาะโอเคကိုအတွက်မို့လို့ပြန်ရောက်လာတာမျိုးဖြစ်တယ်ဒါပေမဲ့လည်းပဲဒီတစ်ခေါက်တော့အလွဲမခံနေတော့เนาะတကြည်မယ်အဲ့တော့ခပ် လဘတ်စ်ခွန်းတော့ခပ်โอเคဒီအခွင့်အရေးလေးရအပေါ်ချူနတီလေးရလीဘာနဲ့အာကျမဒီလိုမျိုးဘယ်လိုမြင်လဲဆိုတော့လေအာအရင်တော့ပြီးခဲ့တဲ့အရာတွေကိုထားခဲ့လိုက်တော့เนาะဒီလက်ရှိ opportunity လာတဲ့အခါကျရင်ဘယ်လိုပုံစံနေရမလဲဆိုရင်ပေါ့เนาะပြီးခဲ့တဲ့အရာတွေကိုထားပြစ်ခဲ့လိုက်တော့เนาะပြီးခဲ့တဲ့အရာတွေကိုထားပြစ်ခဲ့လိုက်တော့ထားပြစ်ခဲ့ပြီးတော့အမ် อืมโกฉิดတဲ့အရာလေးပေါ့နော်ဒီအရာကိုချစ်တဲ့အရာတခုဖြစ်တယ်အဲ့ကိုချစ်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုကိုယ့်ရဲ့စိတ်ကိုပဲဦးစားပေးပြီးတော့လှုပ်လိုက်တော့ပေါ့နော်အဲအဲ့လိုမျိုး energy မျိုးရတယ် ဆိုတော့ဒီမှာတချို့အရာတွေမှာပေါ့နော်အော်ကိုကတွေးပူနေရမျိုးတွေအရင်အတိတ်က energy တွေမှာကြန့်ရှိနေရမျိုးတွေတွေ့ရတယ်။အဲ့ဒါလေးရှိရဆိုရင်အာဘယ်လိုပြောရအောင်မလဲအဆင်ပြေမှာပါ။နော်အရင်ကြီးမစိုးရိမ်နဲ့အဲလောက်တာတွေအဆင်ပြေလိမ့်မယ်။ကျွန်မအဲ့လိုတွေတွေ့ရတယ်နော်။လောက်တာတွေအဆင်ပြေလိမ့်မယ်။ကိုရဲ့ဟိုကိုစိတ်ပူနေတဲ့အပိုင်းတွေရောရှိရဲ့ကွာဒီလား။ ဲ့ဒါလေးအဆင်ပြေပါမလားဆိုစိတ်ပူနေရတယ်တော့ရှိတယ်။တချို့တွေဆိုလည်းအဲ့ဒီအခုလောက်လာတဲ့ opportunity မှာလေဟိုလူတွေနဲ့အဲ့လိုမျိုးအတူတူအဲ communicate လုပ်ပြီးတော့ collaborate လုပ်ပြီးလုပ်ကြတာမျိုးတွေအဲကိုတည်းဖက်လုပ်ရတာမဟုတ်ဘူး။အဲဒီမှာ the lovers လို့တွေ့ရတဲ့အတွက်ကြောင့်မို့လို့ဟိုလုပ်ပြန်ကောင်းမလဲ။ပူပေါင်းဆောင်ရရတယ်ပါနိုင်တယ်ပေါ့နော်အဲ့လိုပူပေါင်းဆောင်ရတဲ့အခါကျရင်ကိုကအရင်တော့အတိတ်က energy တွေမှာကြန့်ရှိပြီးတော့ကိုဆွေးဥရမာမျိုးလေးရှိတတ်တယ်အဲ မစိုးရိမ်နဲ့ပေါ့နော်ကိုယ့်ရဲ့ဒီ wisdom နဲ့ wisdom နဲ့ knowledge ကိုတခြားသုံးပြီးတော့တခြားသုံးပြီးတော့သွားမယ်ဆိုရင်ကိုယ့်ရဲ့ manifestation တွေအောင်မြင်နိုင်ရတာတွေရမယ်ပြောမယ်ဆိုခုနကတခါ miss ဖြစ်ပြီးသား opportunity ကကိုယ့်စီပြန်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတစ်ခါကတော့အမိရစုကင်ဖို့လိုတယ်တိတ်ပြီးတော့ and anxiety များနဲ့အဲကိုယ့်အတွက်ရောက်လာတဲ့ opportunity ဖြစ်တဲ့အတွက်ကြောင့်မလို့အမိအရစုကင်နိုင်ဖို့ဒါဟိုဝေးထားတာပေါ့နော်အဲ့လိုလေးမြင်ရတယ် အတိတ်က energy ပဲအဓိကကဘာဖြစ်နေလဲဆိုအဓိက base နဲ့ message ကတော့အတိတ်ကအရာကိုထားခဲ့တော့အတိတ်ကိုအတိတ်မှာပဲထားခဲ့လိုက်တော့လူသစ်စိတ်သစ်နဲ့အဲအရာရောအစ်စ်အစ်စ်တော့ပေါ့နော်အရာရင်းနဲ့ပဲသွားပေးပါလို့ကျမတော့မြင်ရပါတယ်မှန်တယ်ဒီ group ကလीပြောရမယ်ဆိုရင်ကိုယ့်ဘဝမှာလည်းပေါ့နာကျင်စရာအဲ့လိုမနာကျင်စရာတွေကပြီးသွားပြီကိုယ့်ဘဝအတွက်နာကျင်စရာတွေကပြီးသွားပြီနော်ကိုယ့်ဘဝနာကျင်စရာတွေပြီးသွားပြီနောက်တစ်ခုอืม ကိုစိုက်ပြောထားတဲ့အသည့်အပွင့်တွေကိုကိုစားသုံးရမယ့်အချိန်ရောက်ရှိနေပြီဖြစ်တယ်နော်အာကိုစိုက်ပြောထားတဲ့အရာတွေကိုကိုစားသုံးရမယ့်အရာဖြစ်တဲ့အတွက်ကြောင့်မလို့နာကျင်စရာတွေမရှိတော့ဘူးနာကျင်စရာတွေလည်းမဟုတ်တော့ဘူးလို့ကျွန်မမြင်ရတယ် eight or ones အမြင်ဟန်ဆန်ပဲနော်အမြင်ဟန်ဆန်နဲ့ပဲ okay အကြောင်းမလို့အမြင်ဟန်ဆန်နဲ့ပဲဘဝအစ်တစ်ခုကိုစားလိုက်ပါတော့နော်စူးစားရုံးကန်ထပြီးစားလိုက်ပါတော့ အခုချိန်မှာကိုကဘောင်ဒရီထားနေတာစိတ်ဒီပင်မနေရဆိုရင်လည်းပဲကိုကိုကို healing လုပ်ပါ not healing လုပ်ပါမကြခင်ဟိုမင်းမြန်ဟန်ဆန်မဲ့ take action it's time to take action ပေါ့အချိန်ရောမှအချိန်ဖြစ်တယ်အာအဲ့လိုမျိုးတွေ့ရတယ်နော်ကိုရဲ့ inner strength อืมနောက်တစ်ခုပါလဲဆိုတော့တော့ခါကြလာလူဝင်နဲ့ပူပေါင်းစာရွက်တဲ့အခါမှာစကားပြောတဲ့အခါမှာ ိုကိုကို confidence ရှိပါစေတဲ့နော်음ဟုတ်တယ်ပြီးတော့ခါကျတော့ကိုကောင်းကောင်းစကားပြောတဲ့အချိန်မှာနည်းနည်းလေးဟိုနောက်တစ်ခုကစကားကိုအပြည့်အသားပြောစေချင်တယ်ပေါ့နော်စကားပြောဆိုရတဲ့နေရာမှာလဲလူတွေနဲ့စကားပြောဆိုရတဲ့အခါမှာအကိုဘာဖြစ်ချင်တာလဲဘာလို့ချင်တာလဲဇာမျိုးကိုပေါ့နော်အပြည့်အသားနဲ့အဲ့လိုမျိုးပြောစေချင်တယ်ပြီးတော့ကိုကိုကို confidence ရှိစေချင်တယ်ဒီလိုမျိုးပြောတာပေါ့နော် ဆိုတော့အဲ့လိုဖြစ်ဖို့အတွက်လည်းအခုချိန်မှာ awakening တွေဖြစ်နေပြီးတော့ကျွန်မမြင်ရပါတယ်เนาะ อืมဆိုတော့ဒါကိုအတွက် lesson adjustment ဖြစ်တဲ့ကြောင့်မလို့ကို့အတွက်ပြန်လဲမွေးဖွားခြင်းပြန်လဲပြီးတော့အစ်ပြန်လဲအဲဖြစ်ခြင်းပေါ့เนาะဒါမျိုးကိုတွေ့ရတယ်เนาะโอเคဒီကြာတခုကတော့ဒါအလုံးနဲ့ပတ်သက်တဲ့အရာမျိုးဖြစ်ပါတယ်เนาะကျွန်မအဲ့လိုလေးတွေ့ရတယ်။ကဲဟုတ်ပြီအခြေအနေနဲ့ပတ်သက်ပြီးတော့အဟော ထူရာကပ်ဆိုတော့ကိုယ့်ရဲ့စိုးမိတ်နဲ့ပတ်သက်တဲ့အရာတစ်ခုခုတော့ရှိနေပြီ။ကဲဟုတ်ပြီပါရဖြစ်မလဲ။အော်ဆစ်ဆော့ပန်တီကဲထူရာကပ်ဆစ်ဆော့ပန်တီကဲကိုနဲ့ပေါ့နော်ကိုနဲ့အဘေးယူများတဲ့သူကိုလိုမျိုးချစ်မဲ့သူမျိုး The Emperor တချို့တွေဒီမှာကဘယ်လိုပြရလဲဆိုတော့တချို့တွေကြတော့ကိုယ့်ထက်ကြီးရအာတချို့တွေကြတော့မဟုတ်ဘူး science မှာအဲ့လို fire sign ပါတာ fire sign ပါတာဒါမှမဟုတ်ရင်လည်းပဲတစ်ဖက်ကလူပါပေါ့နော် ိုကိုအဆောက်ရှောက်ပေးနိုင်တဲ့လူမျိုးအဲ့လိုမျိုးလူမျိုးဖြစ်ရှိရယ်နော်အဲ့ဒါကိုယ့်ရဲ့စိုးမိတ်ပဲတဲ့နော်ကိုယ့်ရဲ့စိုးမိတ်ပဲဟုတ်ပြီကိုယ်နဲ့ပတ်သက်တာတာသိချင်တာတချို့ရေဘဝမှာပေါ့နော်ကိုကိုအဲ့လိုမျိုးအဖေတရားလိုမျိုးချစ်ပေးမဲ့သူမျိုးကိုကိုဖခင်မြတ်တာမျိုးပေးမဲ့သူမျိုးတိရကိုကိုဆောက်ရှောက်အောင်ဝေးဖက်သူတိရအောင်လည်းပေးဆောင်ရနိုင်မယ်ပေါ်လာပေါ့နော်အဲ့လိုမျိုးတွေမကြခင်ရှိနေမယ်ဆိုမိတ် connection တွေဖြစ်တယ်နှစ်ယောက်ကပေါ့နော်အာတချို့တွေ့ဘူးပါဘူးဆိုရင်လည်းပဲ အဲ့တွေ့ဘူးအဝေးနှစ်ယောက်ကြမှာ no contact ဖြစ်နေရဲဆိုရင်လည်းပြန်လဲပြီးတော့အတိတ်ကနေပြန်စတာမျိုးကြီးရှိနေမယ် temperance ဆိုတော့တကြောင်မလို့ခဏတော့စောင့်ပြီးပါတိခံပြီးပါအောင်နဲ့နော်ဘယ်လောက်စားအောင်လဲတော့မသိဘူးအချင်း range အရဆိုရင်တော့7လို့ sweat လို့ပြောရတဲ့ကြောင့်မလို့အာ9ရက်9ပတ်အဲ့လောက်တော့စောင့်ပါလိမ့်မယ် sweat energy ကအရင်မြန်တဲ့တော့ကျွန်မက7လို့ဆိုရင်ဒီမှာချွေအဲတပတ်အချွေကြတော့လည်းပဲအာ9ပတ်ပေါ့နော် 7weeks လောက်ဖြစ်လိမ့်မယ် က်ဘက်ကလေကိုနဲ့ပတ်သက်ပြီးတော့နာကျင်ရတာတွေကိုတချို့တွေဆိုရင်ပေါ့နော်အာသူကိုနဲ့ပတ်သက်ပြီးခံစားရတာတွေပေါ့နော်ဖုံးထားတဲ့အရာတွေကိုသူ့ဘက်ကနေပြီး open up ဖြစ်လာလိမ့်မယ်ကိုသူ့ဘက်ကနေပြီးတော့ confess လုပ်လာတာတွေရောက်လာလိမ့်မယ်ပေါ့နော်မကြခင်မှာသူ့ဘက်ကနေပြီးတော့သူ့ရဲ့အဲခံစားချက်တွေထုတ်ပြလာတာမျိုးတွေရှိလာလိမ့်မယ်ဆိုတော့ဒီမှာဆိုရင်ဒီမှာတွေ့ရတာကလေအဲအစွေကြောက်ခွင့်ပြောတာမျိုးပေါ့နော်ခွင့်ပြောတာမျိုးခွင့်ကြတော့ကြတော့လည်းပဲ ောကမှနာကျင်ထားပြီးရတဲ့အသေးကွဲနေသူရှိရဆိုရင်မကြခင်ကိုယ်စီကိုပွားတယ်လူတယောက်ဝင်လာတော့မယ်။နော်အဲ့လိုမျိုးတွေ့ရတယ် fire sign နဲ့ဖြစ်တယ် fire sign ဖြစ်ဖို့မရတယ်။ဒါမှမဟုတ် fire sign မဟုတ်ရင်တော့မတစ်ပတ်ကလူဟာယောက်ျားပိတာတော့သူအဲ့လေဟောပေါ်မှာ masculine energy အပြည့်ရှိတဲ့လူဖြစ်တတ်တယ်။ဒါယောက်ျားလေးဆိုရင်မိန်းကလေးဆိုရင်လည်းပဲအာတစ်ပတ်ကအမျိုးသမီးဟာအရန် fashion ဖြစ်တယ်အရန် attraction ရှိရချမ်းမြေ့ဖြစ်တယ်ပေါ့နော်။အဲ့လိုမျိုးသမီးကြောက်ပွားတယ်ဝင်လာလိမ့်မယ်ကိုယ်နဲ့စုမိဖြစ်တယ်နော်။ပြီးတော့ခါကြတော့ အချို့ကျတော့ no kind of separation သမားရယ်ဆိုရင်သူနဲ့ပြန်ပြီးတွေ့ဆုံတာမျိုး reconciliation ဖြစ်တာမျိုးတွေကျွန်မတွေ့ရပါတယ် the empress emperor and empress ဖြစ်တဲ့ကြောင့်မလို့စိုးမိပါမှန်ပါတယ်အချို့ရယ်ဆိုရင် inner party ဖြစ်သွားနိုင်ပါတယ်401ပြောနေအောင်ရှိသေးတယ်401ကြပါတယ်ကဲဆိုတော့ဟုတ်ပြီဒါကတော့ဒါ collected လေးဖြစ်တယ်ဟဲ့ collected လေးကိုဖြစ်တယ်လို့ပဲကျွန်တော်လုပ်ပေးလိုက်တယ်ပေါ့เนาะအားလုံးပဲ ကျွန်မရဖြစ်တယ်လို့ reading လေးကိုဖြစ်တယ်လို့လေးကြည့်ပြီးရတူလားကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ကဗျမ်းမလာတွေပါเนาะကျွန်မပါလဲတိလားပြောရမယ်ဆိုရင်โอเคအဲကျွန်မလို့လေးချိန်လိုက်မယ်ဘလို့ဘလို့ဘလို့ပေါ်အောင်လဲမသိနော်ဘလို့ပေါ်တော့မှလဲမသိဘူးဘလို့ပေါ်တော့လဲမသိအဆင်ပြေစွာကြည့်လိုက်ကြပါတော့အားလုံးပဲဒါပဲ passion နဲ့ပတ်သက်ကြပါစေဆက်ပါမှာ